ုံကျွန်းတက်ဖို့အနေလာတဲ့ခါကျတော့ဖူးရတော့ဘယ်ညင်းတော့မလဲပေါ့ဗျာမညင်းတော့ဘူးမညင်းတော့ဘူးမညင်းတော့ပဲလေသူလည်းပါဝင်ပါမယ်ဆိုတာမျိုးတွေဖြစ်လာတယ်ဒါမတက်တာလို့လုတ်ပေးရတာဘာညာအဲဒီဘက်တွေလာပါလာပါအဲ့ဒိန်းလာပါအပူနဲ့အဲ့ဒိန်းလာမတက်တာလို့လုတ်ပေးရတာတဏ္ဍကြီးထောက်ခိုင်းတော့လောက်ရပြီပေါ့ကိုကတဏ္ဍထောက်ခိုင်းတယ်လို့ပြောမှာသကလုံးအဲ့လိုတွေလာမှာသူတို့ကြည့်တော့ဖြစ်ဗျာခင်ဗျာသူတို့ကြည့်တော့ဖြစ်လူတွေကြည့်တော့ဖြင့်ဟိုမြန်မာနိုင်ငံမှာပဲဟိုလူရင်းကျဲလုံနိုင်တဲ့အင်ကျက်အဆင့်ကြီးကြက်တောင်ရိုးကြက်မှုအင်ကျက်အဆင့်ကြီး အဲ့လိုအဆင့်တွေလူကြည့်တော့ဟိုဟိုပြောရမယ်ဆိုဟိုအချင်းပေါင်းတဲ့အဆင့်တော်မျိုးရှိပြန်တယ်ဖင်ကောင်းကျဲခြင်းတဲ့အုပ်စုတွေဒါပေမဲ့စစ်ကောင်စီဘက်မှာဘောမပြီးတော့မှပြည်သူကိုတတ်ဖို့အတွက်ဒီအာဏာရှင်နဲ့ဆက်ပြီးအာဏာရှင်စနစ်နဲ့ဆက်ပြီးဖိနှိပ်နိုင်ဖို့အတွက်လုပ်နေတာကိုအားပေးအားမြောက်ထောက်ခံပေးနေတဲ့လူတွေရဲ့ယာဇဝင်ကတော့စည်ရင်ရှိပညာရှင်တွေကိုခေါ်ပြီးတော့မှရှင်တို့ဖိအားပေးပြီးတော့မင်းတို့ဒါတွေမလုပ်ရင်တော့ထောင်ထဲထည့်ရမယ်ထောင်ထဲကိုဝင်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်နေတဲ့ဟာကိုရှင်တို့ဘက်ကစောက်ရှမ်းဖြစ်ဒီမိုကရေစီဆိုပြီးတော့ပြောသေးတယ်ဟမ်ရှင်တို့တွေရဲ့တမိုင်းရှင်တို့တွေရဲ့ယာဇဝင်တွေဒီမှာနေအဆုံးသတ်ပြီလို့ပြောချင်တယ်နောက်တစ်ခုကရှင်တို့ပြည်တွင်းထဲမှာနေနေရရှင်တို့ကိုရှင်တို့ လုံကြုံအောင်ခတ်ထားပါရှင်တို့နေရကိုရှင်တို့လုံကြုံအောင်ခတ်ထားပါနော်ရှင်တို့ကိုယ်တိုင်လည်းစစ်ကောင်စီရဲ့ဒုက္ခပေးခြင်းအမျိုးမျိုးကိုခံနေရတယ်ရှင်တို့ကိုယ်တိုင်လည်းစစ်ကောင်စီကိုဘောအမျိုးမျိုးမနေပေမဲ့ဘောမနေပေမဲ့ရှင်တို့ကိုဟာလာစစ်ကောင်စီကကာကွယ်တာလည်းမဟုတ်ဘူးလူရင်လူတလူအတုံးပြူပြီးရှင်တို့ကိုဆွဲစည်းခံနေရတာရှင်တို့ကိုယ်တိုင်လည်းနောက်ကြောကဓာတ်တွေကိုကြောက်နေရတာနောက်ကြောကတနတ်တွေကိုကြောက်နေရတာဖြစ်တယ်နော်အဲ့ဒီလိုပါဇက်တွေကနေပြီးတော့ထုတ်ထုတ်ပြီးတော့ဒီမိုကရေစီဆိုပြီးပြောနေတာမတန်မရတယ်ပြောနေတာဖြစ်တယ်အဲ့တော့ရှင်တို့ရဲ့ဟာလာရှင်တို့ပြည်တွင်းထဲမှာနေနေတာကိုဝတ်လုံပေါ့ရှင်နော်ကိုရဲ့ဝတ်ခြင်းကိုကိုတူးထားကြပါလို့ပြောခြင်းအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်တပ်ဘုံမကြုံမျိုးမင်းအားကြိုတင်ဝတ်ကျင်းတူထားဖို့မတဲတဲကြီးပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါဦးခင်ဗျာစစ်တပ်ဘက်ကနေပြီးတော့ဝါရဖြန့်ချီတဲ့ policy ဆက်ကထွက်လာပြီးနောက်ပိုင်းမှာပြည်သူလူထုဟာတညီတညွတ်တယ် white coat လောက်ကြတယ် white coat အောင်မြင်တယ်ပေါ့ရှင်မြောက်မြန်မာပြည်သူလူထုကိုပြောတာမဟုတ်ပါဘူးเนาะကျွန်မတို့တော်လန်ရေးကိုတော်လန်ရေးဘက်မှာအားပေးထောက်ခံနေတဲ့ပြည်သူလူထုတွေကိုပြောတာပါအဲ့တော့ ဒီပြည်သူတွေရဲ့အတန်ကတော်တော်လေးကျယ်ဝါတယ်။ကျယ်ဝတာဖြစ်တဲ့အတွက်အဲ့ဒီ policy ဇက်ကားမှာရှိနေတဲ့ဟိုတရုတ်ဆောင်တွေရုပ်ရှင်မင်းသမီးတွေအားလုံးတော်တော်လေးထိခိုက်သွားတယ်နာမည်တွေထိခိုက်သွားတယ်။ဒီသူတို့ထိခိုက်သွားတဲ့နာမည်ကတကယ်ကိုတမိုင်းတွင်မှာပါ။တမိုင်းတွင်သွားမှာပါ။ဒီဇက်ကားကြီးကလည်းပြန်ဖြတ်လို့မှမရဘူးနော်။အဲ့တော့နောက်တစ်ချိန်မှာတော်လည်းနိုင်သည်ဖြစ်စေမနိုင်သည်ဖြစ်စေဒီဇက်ကားထဲမှာတရုတ်ဆောင်ခဲ့တဲ့လူတွေကတော့တေကြပေါက်နာမည်တေသွားပါ ိကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှတချို့နုပညာရှင်တွေကတော်တော်ရှောင်ကြပါတယ်เนาะဘာလို့လဲဆိုတော့ပြည်သူနဲ့စစ်တပ်ကြားဒီမိုကရေစီနဲ့အာဏာရှင်ကြားမှာဒီလူတွေကကြားညံ့နေရတော့အမှန်ပါပဲဒါပေမဲ့နုပညာရှင်တွေကိုကျမတို့ပြောချင်တာကစစ်တပ်ရဲ့ဖိအားကိုခံနေရတာအနုပညာရှင်တွေမှမဟုတ်ပါဘူးမြန်မာပြည်တွင်းထဲမှာရှိနေတဲ့ခလေးကခွေးကအစစစ်တပ်ရဲ့ဖိအားနဲ့ရက်တည်ရှင်းတန်းနေကြရတာဖြစ်ပါတယ်အဲ့ဒီကြားရမှာပြည်သူလူထုဟာဆင်းရဲဒုက္ခခံပြီးတော့ဒီကောင်တွေကို နော်လူရမသွင်းပေါ့ရှင်လူရမသွင်းပေါ့ဒါပေမဲ့မကြောက်ကြဘူးလားဆိုတော့ကြောက်နေရတဲ့အနေထားမှာခိုင်းတာလုတ်လုတ်နေရတဲ့အနေထားမျိုးဖြစ်တယ်ခိုင်းတာလုတ်ဆိုတာဟာလာစစ်စစ်မှုထမ်းမပါအောင်ပတ်စံတွေပေးရတာတောင်းတလောက်ပေးနေရတာကိုယ်မိသားစုဒုက္ခလာမပေးအောင်အမျိုးမျိုးအောက်ကျနောက်ကျခံပြီးတော့မပြုံးချင်လဲပြုံးပြနေရတဲ့အလုပ်မျိုးကိုပြည်သူလူထုကလုတ်နေရတာဖြစ်ပါတယ်အဲ့ဒီထဲမှာနှုတ်ပညာရှင်တွေလည်းပါပါတယ်ဒါပေမဲ့ကျွန်မပြောချင်တာကအနုပညာရှင်တွေကစင်ပင်ရင်ကျွဲလောက်ကြံပါနေတယ် နော်ပြည်သူလူထုဆိုတာတကယ်ကိုမှစီးပွားရေးတွေပါထိကပ်ပြီးတော့လမ်းပန်းဆက်သွယ်ရေးအားလုံးဒုက္ခရောက်နေတဲ့အချိန်မှာပြည်သူလူထုဟာရှိလာလေးနဲ့စားပြီးတော့နော်ဒီတော်လန်ရေးဘက်ကိုအားပေးထောက်ခံနေကြတိတ်တိတ်လေးအတန်တိတ်တိတ်လေးအားပေးထောက်ခံနေကြတဲ့လူတွေအများကြီးပါပဲကျွန်တော်တို့ပိုသိရပါတယ်တော်လန်ရေးသမားတွေဖြစ်တဲ့အတွက်မြန်မာပြည်ရင်းကနေပြီးတော့လူကျင်တဲ့စံအိတ်ဆိုလဲစံအိတ်ကျွန်မလူခံနေတဲ့တလောက်စံဆယ်အိတ်အစီအစဉ်လေးရှိတယ်အဲ့ဒီမှာမြန်မာတွေကပြည်ရင်းတွေကလူတွေတော်တော်များများဆက်သွယ်လာတာရှိတယ်နော်ကျွန်တော်တို့ကမြန်မာပြည်ရင်းထဲမှာဆိုလို့ရှိရင်အလှူမခံပါဘူး ပထမတစ်ချက်ကကျွန်တော်တို့ဘန်ကောက်တွေပေးလို့မရတဲ့အချက်ပါနောက်တစ်ချက်ကကျတော့ကျွန်တော်ပြည်သူလူထုမြန်မာပြည်ရင်းနဲ့ပြည်သူလူထုတွေကိုနားလဲကိုချင်းစာလို့ပါเนาะကျွန်တော်တို့ဒီနိုင်ငံသားကလူတွေကအလုပ်လုပ်ရင်းနဲ့ကိုယ့်ရဲ့လုပ်အားကတွေနဲ့ပတ်ဝန်းနေတာကဟလာတလောက်2000 3000ဆိုလဲတိတ်ပြီးတော့မထိခိုက်ဘူးမကိုပေးဖို့ပဲရှိတယ်ဒါပေမဲ့ပြည်ရင်းနဲ့မှာကအဆက်အသွယ်ရအင်မတန်ခက်ခဲနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့တစ်ချက်လဲပတ်ဝန်းနေပေါ့ပြည်ရင်းနဲ့ကနေပြီးတော့ကျွန်တော်တို့ငွေလက်မခံပါဘူးเนาะအဲ့တော့ပြောချင်တာကပြည်ရင်းနဲ့မှာရှိနေတဲ့ပြည်သူလူထုဟာဒီတော်လိုင်းရေးမှာပါကျင်ကြတယ် ဟိုကြောက်ကြတာပေါ့အဓိကကြောက်တရားရိုက်သွင်းထားရုံတွေမကပဲနဲ့တကယ်လုတ်ကြတာပေါ့သူတို့ကတကယ်ဟိုမှာစီးမဲ့ဝါမဲ့တကယ်ဟိုမှာလူအခွင့်အရေးဆိုတာဘာမှသူတို့ခေါင်းထဲမှာလူခွင့်ရေးဆိုတဲ့စကားမရှိဘူးနော်အမျိုးမျိုးချိုးဖောက်ပြီးတော့လုံနေတာမျိုးမျိုးတက်ဖြတ်နော်နှင်းပန်းနှိမ့်ဆက်ဟာလာဥပဒေဆိုတာဘာမှကိုအတုံးအတုံးမဝင်တော့တာသူတို့ပါဇက်ထဲမှာသူတို့အရေးယူခြင်းနဲ့လူအရေးယူမယ်အရေးယူခြင်းနဲ့ပုံမှန်တက်ချင်တယ်လို့တက်မယ်ဒီလိုမျိုးနဲ့လုံနေတာဖြစ်တဲ့အတွက်ပြည်သူလူထုဟာဒီသားထဲမှာအဆင်ပြေအောင်နေနေရပြီမယ် ဒီအာနာရှင်စနစ်နဲ့ဒီလူတွေကိုလုံးဝမကြိုက်တော့တာဟုတ်လားတမတို့ပြည်သူလူတို့ကဒီတော်လန်ရေးကိုအသက်တွေရှင်ပြီးတော့မှနော်တော်လန်ကြရတယ်ဆိုတာကဒီအာနာရှင်စနစ်ကြီးတစ်ခုလုံးကိုပြုတ်သွားစေချင်တာအဲ့ဒီစနစ်ကြီးတစ်ခုလုံးမှာရှိနေပါဝင်လေပတ်နေလူတွေအလုံးပြုတ်သွားဖို့လို့မပြုတ်သွားရင်တော့မှအမိကုတ်သွားဖို့လို့တော်လန်ရေးဆိုတာတမတို့နိုင်ချင်လဲနိုင်တယ်နော်အဲ့ဆိုကျမတို့တိုင်းပြည်ထဲမှာအမျိုးမျိုးကွဲပြားနေကြတဲ့ဟာတွေလည်းရှိတယ်။တကယ်တမ်းတော့လွယ်လွယ်လေးပဲကျမတို့ပြည်သူလူထုအားလုံးညီရင် ဒုက္ခတွေအားလုံးအတူတူခံစားရင်ဒုက္ခဆိုတာတကယ်ဒုက္ခကိုပြောတာနော်ညီကုတ်ပေးနေရတဲ့အနေထားကတော့ဒုက္ခတော့ဒုက္ခပဲဒါပေမဲ့တကယ်တော်လန်ရေးဒုက္ခတော့မဟုတ်ဘူးတော်လန်ရေးဒုက္ခဆိုတာစစ်ပေးဆောင်နေတိုင်ဟိုအဲလုံမြောက်နေမိတဲ့မှာဘလို့နေထိုင်နေရတယ်ဘလို့နေစားတောင်းနေရတယ်ဒီလိုမျိုးဒုက္ခတွေပေါ့နောက်ပြီးတော့ပြည်သူလူထုနော်ဒီလူငယ်တွေအသက်ပေးပြီးတော့လက်နက်ကန်ရတယ်တိုက်ပွဲဝင်ကြတယ်ဒုက္ခတွေခြိပြက်လက်ပြက်အဲ့ဒီလိုမျိုးတွေဒုက္ခခံ AA ကထိန်းချုပ်ပြီးနောက်လက်လွတ်ထားခဲ့သည့် point 666စခန်းကိုဝင်ရောက်နေသည့်စစ်ကော်မရှင်တပ်အပြင်းထန်ပိတ်ဆို့တိုက်ခိုက်ခံနေရပြီးတေဆုံးမှုများတန်တောင်းမြို့နယ်ပကံကွဲကြီးရွာအနီးရှိအာရခတပ်တော် AA တင်းယူထားသည့် point 666စခန်းကိုစစ်ကော်မရှင်ကပြန်လည်ဝင်ရောက်နေရယူထားရာယခုရက်ပိုင်းတွင် AA ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံနေရကြောင်းသိရသည် ပြီးခဲ့သည့်နိုဝင်ဘာ9ရက်နေ့က0.666စခန်းတွင်ရှိစစ်ကော်မရှင်တပ်ကို AA နှင့်ပူးပေါင်းတပ်ဖွဲ့များကပြန်လည်တိုက်ခိုက်နေရာတိုက်ပွဲအပြင်အထံဖြစ်ပွားနေကြောင်းသိရသည် ကပ္ပစ16ရဲ့အဓိကကကင်းကစန်းကုန်းဆိုတော့စစ်တပ်ကဘလိုရရပြန်ယူခြင်းနေတာလေချောင်းကြောင့်ပူပေါင်းတပ်ကနောက်ဆုတ်နေရချိန်မှာဝင်းနေရယူလာခုပိတ်ဆို့တိုက်ခတ်နေရတာတိစုံများတယ်ဟုစစ်ရေးတရင်းရင်းမြစ်ကအေယာဝတီတိုင်းကိုပြောသည်အေအေက ထိုးထိုးတင်းယူပြီးနောက်ရပိုင်းတွင်နေမည်ရှင်းလင်း၍တပ်များဆုတ်ခွာထားခဲ့ရာ0.666စခန်းကုန်းကိုစစ်ကော်မရှင်ကပြန်လည်ဝင်ရောက်နေရယူတက်ဆွဲလာခြင်းဖြစ်ကြောင်းသိရသည် စခန်းကုန်းပြန်ပါမသွားစေရန်စစ်ကော်မရှင်ကလက်နက်ကြီးပစ်ကူဒရုန်းပုံးများအပြင်လေကြောင်းမှပါအပြင်းထန်ကာကွယ်တိုက်ခိုက်နေကြောင်းသိရသည်။ညောင်ခြေတော့အခြေဆိုင်တရ6ရာတဒုံးတရင်များကလည်းတိုက်ပွဲဖြစ်ပွားရနေရနှင့်ရိုးပေါ်ကိုလက်နက်ကြီးများဖြင့်စက်တိုက်ပစ်ခတ်မှုများရှိနေကြောင်းစစ်ရေးတရင်ရင်မြစ်ထံမှသိရသည်။ညောင်ကျိုးနှင့်လေသာတောင်တကြောတွင်ထိတွေ့တိုက်ပွဲများရနာနေပြီး၊ကွိုင်ကုန်းတွင်သာ တိုက်ပွဲပြင်းထန်နေကဒရုန်းတိုက်ခိုက်မှုများစစ်ကော်မရှင်ကပြုလုပ်လာသည်။ ံပြီးတော့မှဒီအာနာရှင်တွေကိုတွန်းကန်နေတဲ့ဒုက္ခမျိုးကိုပြည်သူလူထုကရဲရဲခံပြီးတော့မှအန်တုပြီးတော့မှဒီထက်နေအကောင်းဆုံးရက်တည်ရှင်သန်ပြီးနေမယ်ဆိုတဲ့စိတ်နဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတော်လန်ကြီးကနိုင်မှာပဲဖြစ်တယ်။နိုင်မယ်ကျွန်တော်တို့ပြည်သူလူထုဆိုတာကလည်းအမျိုးမျိုးဟာကိုတယောက်တည်းဒုက္ခရောက်တာမဟုတ်ဘူး။ကိုမိသားစုအတွက်လည်းငဲ့နေရတာဖြစ်တဲ့အတွက်ပြည်တွင်းထဲကဒီမှဒီထဲမှာရှိနေတဲ့လူတွေကိုနားလေပေးနိုင်တယ်။ဒါပေမဲ့အဲ့ဒီအမှုပညာရှင်ဆိုတဲ့လူတွေကစင်ပင်ရွှဲလောင်ကြံသေးတာဖြစ်တဲ့အတွက်ဒီကောင်တွေရဲ့လက်ထဲမှာ ဆက်ပြီးတော့ဒီအနုပညာရှင်တွေအလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်တော့ဘလို့မှအဆင်ပြေမှာမဟုတ်ဘူးဟုတ်လားတနက်ချိန်နှားတာပဲအနုပညာရှင်တွေเนาะအဲ့တော့ဒီအနုပညာရှင်တွေကိုစစ်တပ်ကလည်းအတုံးပြူတယ်ဟုတ်လားတတ်တက်ခိုင်ဆိုတဲ့အမျိုးသမီးကလည်းသူ့ရဲ့ပါတီမှာအနုပညာရှင်တွေကိုဆွဲထည့်ထားဆိုတော့မြန်မာပြည်ရဲ့အမှုပညာလောကကြီးကလုံးဝကို စကားပေါက်ယိုစီးဖိတ်ပြီးတော့မှပြက်သက်ဆုပ်ပြက်သက်နေတဲ့အနေအထားမျိုးကြီးဖြစ်ပါတယ်။အဲ့တော့ဒီအမှုပညာလောကကြီးကိုရှင်တို့ဝါသနာ၆ပါးဆိုတဲ့တစ်ခုတည်းသော စင်ကျင်နဲ့ဖုံးလို့မရတော့เนาะကျင်းတို့ဘလို့ပဲဝါသနာကြောက်ပဲလို့လို့ဟိုဘလို့ပဲစာဝတ်နေရေးအတွက်ပဲလို့လို့ဒီအမှုပညာရှင်အမှုပညာဆိုတဲ့အရာနဲ့ပြည်သူလူထုရှိကပဲရှင်တို့အဝေးထောက်ခံမှုကိုယူရတာဖြစ်တဲ့အတွက်ရှင်တို့ရဲ့အမှုပညာတွေကသွေးစွန်းနေတယ်ဆိုလို့ရှင်တော့ဒါပြည်သူကကြိုးစိုးလက်ခံမှာမဟုတ်ဘူးเนาะအဲ့တော့ဒီသားထဲမှာလည်းမြန်မာပြည်တွင်းထဲမှာပွဲတွေမျိုးစုံလုပ်နေကြတယ်ဒါစစ်ကောင်စီကကနေပြီးတမင်ကိုဖန်တီးလုတ်ပေးထားတဲ့ပွဲတွေဆိုတာလည်းတည်တာတယ်ဒီပွဲတွေမှာ ပါဝင်ခဲ့တဲ့ပါဝင်နေတဲ့အမှုပညာရှင်တွေအားလုံးဒီလေဒီတော်လန်ရဲ့ကာလအလွန်မှာအားလုံးကစရင်မခံရမဲ့အမှုပညာရှင်တွေပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ဒီ PR တွေဓာတ်ရရနေဘလို့ရှောင်ထွက်ရမလဲဒီအမှုပညာလောကကြီးကိုကိုကိုရိုင်းကဟလာတကယ်ကမှာအစ်င့်တန်းမြင့်တဲ့အမှုပညာရှင်လောကကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ရှင်တို့ကိုယ်တိုင်ပဲရွေးချယ်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီကောင်ကြီးရဲ့လက်ထဲမှာရှင်တို့ဟိုဟိုမနေမနေတာလို့နော်မငင်းနိုင်လို့ဆိုတော့ ဟိုအကြောင်းပြချက်နဲ့ရှင်တို့ဆက်ပြီးတော့ရှင်တန်နေမယ်ဆိုလို့ရှိရင်တော့ရှင်တို့ရဲ့နာမည်တွေကလည်းဟိုမြောင်းပုတ်ထဲမှာပဲရှိပါတယ်လို့ပြောချင်ပါအဲ့တော့ဒီကြောင့်မျိုးမေးတင်ထားတဲ့နုပညာရှင်တွေကိုဆက်သွယ်လို့မရတဲ့နုပညာရှင်တွေရှိတယ်တကယ်လို့ဆက်သွယ်လို့ဟိုမရဘူးဆိုလို့ရှိရင်တော့ထောင်နှန်းဆန်ရမယ်ဆိုတဲ့ပုံစံမျိုးဖန်ခိုင်းနေတာဖြစ်ပါတယ်စစ်တပ်ကိုဖန်ခိုင်းနေတာပါသူဖန်ခိုင်းတဲ့အထင်းမှာဖွေးဖွေးပါတယ်အဓိကသူအဲ့နှစ်ယောက်ပေါ့သူပြောထားတာဖွေးဖွေးပါတယ်အလင်းရောင်ပါတယ်ကျန်တဲ့အနုပညာရှင်ဘလာဘလာကြီးစာနဲ့ရေးထားတာလည်းရှိပါသေးတယ်เนาะအဲ့တော့ စစ်တပ်ခိုင်းတာလို့စစ်တပ်ခိုင်းတာမလုပ်လို့ကတော့နင်တို့ထောင်နှန်းဆန်ရမယ်ဆိုပြီးတော့ပြောနေပြီးတော့မှတစ်ဖက်မှာစောက်ရှက်မရှိဒီမိုကရေစီအတွက်အလုပ်လုပ်တယ်တိုင်းပြည်အတွက်လုပ်လုပ်တယ်ဒီဂျွေးကောက်ကွဲကတိုင်းပြည်အတွက်အဖြေဖြစ်ပါတယ်ဆိုပြီးစောက်ရှက်မရှိပြောနေတယ်ဆိုတော့ပါဇက်လေးနော်အဲ့တော့ဒီဂျွေးကောက်ကွဲကတိုင်းပြည်အတွက်တကယ်အဖြေဖြစ်လားမဖြစ်လားဆိုတာရှင်တို့အသိဆုံးပါပဲတကယ်ဒီမိုကရေစီဟုတ်မဟုတ်ဆိုတာရှင်တို့အသိဆုံးပါပဲဘယ်မှာလဲရှင်တို့ရဲ့ဒီမိုကရေစီဟမ်ဟုတ်လားအလုပ်ပညာရှင်တွေကိုခေါ်ပြီးတော့မှရှင်တို့ဖိအားပေးပြီးတော့မင်းတို့ဒါတွေမလုပ်ရင်တော့ထောင်ထဲထည့်ရမယ်ထောင်ထဲဝင်ရမယ်ဆိုတော့ ပုံစံမျိုးနဲ့လုပ်နေတဲ့ဟာကိုရှင်တို့ဘက်ကစောက်ရှမ်းဖြစ်ဒီမိုကရေစီစီဆိုပြီးတော့ပြောသေးတယ်ဟမ်ရှင်တို့တွေရဲ့တမိုင်းရှင်တို့တွေရဲ့ရာဇဝင်တွေဒီမှာနေအဆုံးသတ်ပြီလို့ပြောတင်တယ်နောက်တစ်ခုကရှင်တို့ပြည်တွင်းထဲမှာနေနေရရှင်တို့ကိုရှင်တို့လုံကြုံအောင်ခတ်ထားပါရှင်တို့နေရကိုရှင်တို့လုံကြုံအောင်ခတ်ထားပါနော်ရှင်တို့ကိုယ်တိုင်လည်းစစ်ကောင်စီရဲ့ဒုက္ခပေးခြင်းအမျိုးမျိုးကိုခံနေရတယ်ရှင်တို့ကိုယ်တိုင်လည်းစစ်ကောင်စီကိုဘောအမျိုးမျိုးမနေပြီမဲ့ဘောမနေပြီမဲ့ရှင်တို့ကိုဟာလာစစ်ကောင်စီကကာကွယ်တာလည်းမဟုတ်ဘူး လူရည်လူတလို့အတုံးပြူပြီးရှင်တို့ကိုဆွဲစီခံနေရတာရှင်တို့ကိုယ်တိုင်လည်းနောက်ကြောကဓာရီကိုကြောက်နေရတာနောက်ကြောကတနတ်တွေကိုကြောက်နေရတာဖြစ်တယ်နော်အဲ့ဒီလိုပါဇက်တွေကနေပြီးတော့ထုတ်ထုတ်ပြီးတော့ဒီမိုကရေစီဆိုပြီးပြောနေတာမတန်မရာတွေပြောနေတာဖြစ်တယ်အဲ့တော့ရှင်တို့ရဲ့ဟလာရှင်တို့ပြည်တွင်းထဲမှာနေနေတာကိုဝတ်လုံပေါ့ရှင်နော်ကိုရဲ့ဝတ်ကျင်းကိုကိုတူးထားကြပါလို့ပြောခြင်းတယ်ပြီးသူလူတို့အနေနဲ့ဟလာစစ်ကောင်စီရဲ့ဖိအားကြောင့် နေပြီးတော့နေနေကြရတယ်တချို့ကိစ္စတွေမှာမတိကျအောင်စောင့်နေကြရတယ်ဆိုပေမဲ့ဒါတွေကိုကျမတို့တော်လန်ရေးဘက်ကပြည်သူတွေကနားလည်ပေးနိုင်တယ်ဒါပေမဲ့စစ်ကောင်စီဘက်မှာဘောမပြီးတော့မှပြည်သူကိုတတ်ဖို့အတွက်ဒီအာဏာရှင်နဲ့ဆက်ပြီးအာဏာရှင်စနစ်နဲ့ဆက်ပြီးဖိနှိပ်နိုင်ဖို့အတွက်လုပ်နေတာကိုအားပေးအမြောက်ထောက်ခံပေးနေတဲ့လူတွေရဲ့ယာစုံဝင်ကတော့စည်ရင်ရှိပ